။ IAWDI တိုင်းကအာရခတတော်ထိန်းချုပ်နေမည်များကိုယခုရပိုင်းတွင် စစ်ကောင်စီကထိုးစစ်ဆင်နေခြင်းကြောင့်ပသိမ်မြို့နယ်နဲ့တာပေါင်းမြို့နယ်တို့မှာနှစ်ဖက်တိုက်ပွဲများပြင်းထန်နေကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့တမ60ရောက်စစ်ကြောင်းဟာ IAWDI တိုင်းကနေရခိုင်ပြည်ကွန်မြူနီဘက်ကိုဥတည်ပြီးထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းစီးရဲအခြေအနေတည်သူများကပြောပါတယ်။ဒါအတွက်ကြောင့်တာပေါင်းမြို့နယ်နဲ့ဒိန်မြို့နယ်၊ရွှေတောင်ရင်မြို့မကြီးစင်ကြီးရော်အနီးတို့မှာ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ကြောင်းစီရေးတည်င်းရင်မြေတို့ကပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ21ရက်ကနေစပြီးဒီနေ့အထိရှီတောင်ရင်မြို့မကြီးစင်ကျေးရွာနီးနဲ့တာမောင်းမြို့နယ်တေးဖြူရွာနီးတို့မှာနှစ်ဖက်တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ကြောင်းပြောပါရယ်။စစ်ကောင်စီကရေကောက်ပွဲကျင်းပနိုင်ရန်အတွက်ရခိုင်ပြည်တောင်ပိုင်းကလက်လွတ်ထားရတဲ့မြို့နယ်များကိုအပူတပြင်းအင်အားသုံးပြီးထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းလည်းပြောဆိုကြပါရယ်။ဒါပေမဲ့ အာရခတတော်နဲ့ပူပေါင်းတများရဲ့ခုခင်ဆက်အပြင်တင်ပြင်းထိုးစစ်တို့ကြောင့်စစ်ကောင်စီစစ်ကြောင်းများအကြဆုံများပြီးတပ်သားများထွက်ပြေးခြင်းအလဲဝင်ရောက်ခြင်းများလည်းရှိကြောင်းတော်လင်ရေးတများထံမှသိရပါဗျ။စစ်ကောင်စီဟာအဲပဒန်းလန်မကွေးတိုင်းဝင်ပေါက်တောင်ကုတ်ပန်တောင်လန်ပေခူးတိုင်းဝင်ပေါက်တို့မှရခိုင်ပြည်တွင်းသို့ဝင်ရောက်ရင်ကျိုးပန်းနေပေမယ့်ဒုမပေါက်ဖြစ်နေတဲ့အတွက်ကြောင့် EOD ဖက်မှနောက်ထပ်တပင်ဝင်ရောက်ဖို့အတွက်ကျိုးပန်းလာခြင်းဖြစ်ကြောင်းစီးရီးတုံးတဲ့သူများကပြောပါရဲ့။ တသားသမျှအင်အားဖြည့်ပြီးလွတ်လွတ်နေမိများကိုပြင်လေရယူရန်ကြိုးပမ်းနေတဲ့စစ်ကောင်စီဟာရခိုင်ပြည်အတွင်းလေကြောင်းလက်နက်ကြီးပစ်ခတ်မှုတို့နဲ့လူခွင့်ရင်ရှိုးပေါင်းမှုများကိုပြုလုပ်နေပါတယ်။ပသိမ်မြို့နယ်၊ချီတောင်ရင်မြို့အနီးကမကြီးစွန်ကျော်နဲ့ဘုံမီရော်တို့ကိုအရခတတော်နဲ့ပူပေါင်းတများက2025နှစ်စင်းပိုင်းကစပြီးတင်ပိုက်ထားခြင်းဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်အရခတတော်ရဲ့ထုတ်ပြန်ချက်တင်မှာတာပေါင်းမြို့နယ်၊တာပေါင်းကလေးကျော်အနီးနဲ့လင်းမြေနာမြို့နယ်ဆက်ဆက်ရော ရှင်းလေကျေးရွာနီးပတ်ဝန်းကျင်တို့မှာတိုက်ပွဲများပြင်းထန်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။